မိမိရဲ့ပါရမီဖြည့်ဘက်ကိုဘယ်လိုသိနိုင်မလဲလူတိုင်းဟာမိမိလက်တွဲပေါ်နဲ့ပါရမီဖြည့်ဘက်တွေဖြစ်ချင်ကြတယ်အထူးသဖြင့်တပတ်လူကကိုယ့်အတွက်ပါရမီဖြည့်ဘက်ပဲဖြစ်စေချင်ကြတယ်ကိုကကြတော့တပတ်လူရဲ့ပါရမီဖြည့်ဘက်လားဖြစ်လားမဖြစ်လားဆိုတာကိုစစ်ကြည့်ကြဖို့တော့နည်းနည်းခက်ပါတယ်ဒါကြောင့်ဒီနေ့တော့မိမိကိုမိမိစစ်ကြည့်ဖို့အတွက်ကိုပါသာကိုမေးကြည့်ရမယ့်မေးခွန်းလေးတွေကိုဆက်လက်ပြီးတော့တင်ပြပေးခြင်းပါတယ်။နံပါတ်1ဒါနပါရမီအတွက်မေးခွန်း ကိုချစ်သူအခက်ခဲရှိတဲ့အခါကိုကဘလိုမျိုးကူညီပေးလဲပြန်ရမယ်ဆိုပြီးတော့မျှော်လင့်ချက်ထားလားဌာနပါရမီအမှန်တကယ်ရှိတဲ့သူဆိုရင်တစ်ဖက်လိုအစမပြေတဲ့အခါကို့မှာရှိတာမရှိတာမစဉ်းစားဘဲနဲ့ပေးကမ်းတတ်တယ်ပြန်ရမယ်လို့လည်းမမျှော်လင့်ဘူးနံပါတ်2တီလာပါရမီတွတ်မေကွန်စိတ်ဆိုးတဲ့အခါကိုကကိုချစ်သူကိုထိခိုက်စေမဲ့စကားတွေပြောပြတယ်လားတီလာပါရမီရှိတဲ့သူကဒေါသထွက်လာတဲ့အခါမှာတော့ကိုယ်စကလုံးတွေကိုထိန်ချုပ်တတ်တယ် ကိုချစ်သူကိုနာကျင်စေမဲ့စကားတွေမပြောဘူး။နံပါတ်3နေကမပါရမီအတွက်မေးခွန်းကိုချစ်သူဆန္ဒနဲ့ကိုဆန္ဒနှစ်ခုရေကတစ်ခုကိုပဲရွေးရမယ်ဆိုရင်ကိုအောင်ဘယ်လိုလုပ်လဲ။နေကမပါရမီရှိတဲ့သူကကိုအလိုဆန္ဒကိုနောက်မှထားပြီးတပတ်လူကောင်းစားစေခြင်းနဲ့စိတ်ကိုအရင်ထားရတဲ့။နံပါတ်4ပညာပါရမီအတွက်မေးခွန်းကိုချစ်သူလမ်းမရှောက်နေတယ်ဆိုရင်ကိုကဘယ်လိုမျိုးကူညီမလဲ။ပညာပါရမီရှိတဲ့သူက တပတ်လူကိုလမ်းမမရှောင်မိအောင် အကြံဉာဏ်ကောင်းနေပေးတတ်တယ်။အထူးသဖြင့်အကြံပေးတဲ့နီးလန်းနဲ့နားလည်အောင်လက်ခံအောင်ပေးတတ်တယ်။နံပါတ်5ဝိရိယပါရမီတွဲမေကွန်ကိုချစ်သူတွဲကောင်းမွန်တဲ့အလုပ်တွေလုပ်ပေးနေတာမျက်နှာပြင်းစရာတွေကြုံလာတဲ့အခါကိုကဆက်ပြီးတော့လုပ်ပေးလား။ဝိရိယပါရမီရှိတဲ့သူတွေကအခက်အခဲတွေကြုံရတဲ့အခါမှာတော့တပတ်လူတွဲကောင်းမွန်တဲ့အလုပ်တွေကိုမရက်တက်မဲနဲ့ဆက်လုပ်ပေးတတ်တယ်။ နံပါတ်6ခန်းနီပါရမီအတွက်မေးခွန်းကိုချစ်သူကကိုကိုနားမလဲတဲ့အခါကိုကဘလို့တုံ့ပြန်လဲခန်းနီပါရမီရှိတဲ့သူကတပတ်လူဟာနားမလဲတဲ့အခါစိတ်ထိကပြီးပြန်တိုက်ခိုက်တာမျိုးမလုပ်ဘဲတီးခန့်ပြီးတော့နားလဲအောင်ရှင်းပြပေးရတဲ့နံပါတ်9သစ္စာပါရမီအတွက်မေးခွန်းကိုကကိုချစ်သူကိုဂရီပေးထားတာတွေကိုတကယ်တီးလားသစ္စာပါရမီရှိတဲ့သူကပေးလို့ရတဲ့ဂရီတွေဝယ်ပေးတယ် ်ပေးပြီးလည်းပေးတဲ့ကတိကိုတကယ်တည်ရတဲ့နမရှင်အဋိဋ္ဌာနာပါရမီတွေ့မေကွန်တပတ်လူကောင်းစားအောင်လှုပ်ပေးမယ်လို့စိတ်ထဲမှာဆုံးဖြတ်ထားတာကိုအခက်ခဲတွေကြုံလာတဲ့ခါမှာပြောင်းလဲလိုက်လားအဋိဋ္ဌာနာပါရမီရှိတဲ့သူကတပတ်လူတွေကောင်းမှုနဲ့အလုပ်တွေလှုပ်ပေးမယ်လို့ခြားထားတဲ့ဆုံးဖြတ်ချက်ကချိန်မတုံမဲနဲ့ခိုင်မြဲတယ်နမကိုမေတ္တာပါရမီတွေ့မေကွန်ကိုချစ်သူကကိုကိုဂယုမဆိုင်တဲ့ခါမှာ ကိုဝတ်တို့ဂယုဆိုင်ပေးနေစေလားမေတ္တာပါရမီရှိတဲ့သူကတပတ်လူကိုဂယုမဆိုင်ပဲနေတဲ့အခါမှာတော့တပတ်လူကိုအစဉ်ပြေစေစင်တဲ့စိတ်ကပြောင်းလဲမသွားဘူးနံပါတ်30ဥပိ္ပကပါရမီတွေ့မေကွန်ကိုချက်သူကကိုကိုချီးမွမ်းတဲ့အခါရောကဲရတဲ့အခါရောကိုလှုပ်ပေးရမယ့်အလုံးမှာခြားနာချက်ရှိလားဥပိ္ပကပါရမီရှိတဲ့သူကတပတ်လူကချီးမွမ်းသည်ဖြစ်စေကဲရသည်ဖြစ်စေကိုလှုပ်ပေးရမယ့်ကောင်းမွန်တဲ့အလုပ်တွေမှာအကောင်းမွန်ဆုံးလှုပ်ပေးရတဲ့ ဒီမေခွန်းဆက်ချက်ကို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 မေးကြည့်ပြီးတော့ရိုးရိုးသားသားဖြေကြည့်ပါ ဖြေရမယ့်ဖြေရလက်တွေ့နဲ့ကန့်ညီနေရင်တရားအသိချစ်သူရဲ့ပါရမီဖြည့်ပတ်ဖြစ်နေပြီဆိုတာပါ မကန့်ညီတဲ့အပိုင်းနဲ့ရှိခဲ့ရင်ကိုကိုကိုတိုးတက်အောင်လို့လှုပ်ဖို့လိုပါမယ်အပြန်အလှန်ပါရမီဖြည့်ပတ်တွေဖြစ်နိုင်ကြပါစေဟုတ်ကဲ့ပါရှင်အခုလိုမျိုးဗီဒီယိုလေးတွေကိုအပတ်စဉ်နေ့စဉ်တင်ဆက်ပေးနေမှာဖြစ်လို့ကျမတို့ရဲ့ Matter Power Page လေးကို Like and Follow လုပ်ထားနိုင်ပါတယ်ရှင်အားလုံးကျေးဇူးများတင်ပါတယ်ရှင်